ိုကိုလိုင်ကဒီကစားနီးကိုယူသွတ်တယ်ယူသွတ်ခဲ့တယ်တကယ်လည်းဖြစ်ခဲ့တဲ့ခါမျိုးကိုကိုမှဒီတားရှိတဲ့ခါတားကိုလည်းကိုလိုမျိုးပဲဖြစ်စင်ကြတယ်ငယ်ငယ်လေးတည်းကဟိုကိုကကိုတားဆိုတော့ပါစီတယ်ဒါပေမဲ့သူ့အမေကိုတောင်းလို့မရဘူးသူ့အမေကလုံးဝကစားခွင့်မပေးဘူးအရန်ဖြစ်စေခြင်းတဲ့ကိစ္စလေဘာလို့အရင်နေ့ကမှန်းလားအော်သူကတေးဥဆောင်တိရောက်ဟိုကို့လိုင်းနေတော့သူရောက်လာတော့မှမဟုတ်ဘူးဒီလိုမျိုးလည်းမဖြစ်လာတော့ဘူးပေါ့နော်အာအခုလဲကြတော့သူကိုယ်တိုင်ကလည်းကစားနေတယ်ကစားပြီးတော့ အခုပြန်ဖြီတော့မယ်ဆိုပြောလိုက်တဲ့အခါမှာကျတော့အရန်ကိုပီလီဖြစ်တာပေါ့နော်ဟုတ်ဟုတ်ပပကတော့ဟိုသူငငယ်လေးကရအစီအရွယ်တက်ငယ်ကရသူကစပြီးတော့ဒီကာရာတေးကိုစကစားခဲ့တာပေါ့နော်ဒါပြိုင်ပွဲတွေအများကြီးအများကြီးတော်တော်ပြိုင်ပွဲတော်တော်များရဲ့သူအများကြီးကစားခဲ့ပူတယ်ဒါစူစိတ်တွေလည်းဒါအများကြီးရခဲ့ပူတယ်ဇာသမတယောက်ပေါ့ဟုတ် ဒီခဏလေးကိုစကားစားရတော့အသက်9နှစ်မှာစကားစားတော့ကိုနှစ်ကနေပြီးတော့အခုလက်ရှိအချိန်ကြီးပေါ့အမဘော46 46နှစ်ဟုတ်ပြန်ပွဲတွေဝင်ခင်ရတဲ့ဥစားလဲဝေါ်ကပ်ပွဲတွေဝင်နေဒီအရှိတောင်အားရှာပွဲတွေဝင်နေစင်ဦးမှာလုတ်တဲ့ပွဲတွေဝင်နေမွန်ဂိုလီးယားမှာလုတ်ခဲ့တဲ့ပွဲတွေဝင်နေပေါ့နော်ပွဲအကြီးတော့ပြည်ပပွဲရောပြည်တွင်းပွဲရောဆိုရင်ပွဲကြီးတော့ကတော့မနေဘူးဦးတို့ကစားနေတဲ့ဥစားကကျူရှင်းခရာတီးပဲကျူရှင်းခရာတီးဆိုတော့အခုမြန်မာပြည်မှာတော့လက်ရှိမှာတော့ ဂျိုရှင်းခရာလေးရှိမယ်ရှူရူကန်ရှိမယ်အဲနောက်ထပ်ဟိုနေမော့ဒီခရာလေးကိုပဲခွဲထွက်ခွဲထွက်ထားတဲ့အဖွဲ့တွေအများကြီးရှိပါတယ်ကိုးနေမှာစကစားတဲ့အချိန်တော့ငငယ်ရွယ်တုန်းကတော့ဒီလိုဖီလင်းမျိုးမသိဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုဒီပထမအဦးဆုံးပြိုင်ပွဲအရင်ဆုံးစကစားတယ်ပြိုင်ပွဲစကစားတဲ့အချိန်မှာဒီဟိုအတွေ့အကြုံတွေအများကြီးရခဲ့တယ်ပေါ့နောက်တစ်ခုကဘယ်လိုလဲဆိုကိုယ်နဲ့ကစားဖို့ဒီအကုန်လုံးနှိမ်နာတွေပြူတာတွေအကုန်လုံးအိုက်ဆာမျိုးတွေခံခဲ့ရတဲ့အတိုင်းအတာတွေရှိတယ် ဟိုပြိုင်ပွဲတပွဲဟိုသွားဖို့အတွက်ကြတော့လေလေအတိုက်ခိုက်ခံရတဲ့ကိစ္စတွေကအရင်အများကြီးရှိတယ်။ဘာလို့လဲအခုလက်ရှိကာရီခါးစည်းအဖြူကနေပြီးတော့ခါးစည်းအညိုလောက်အထိကဘာပြဿနာမှမရှိသေးဘူး။ဒီခါးစည်းအညိုကနေပြီးတော့ဆရာစင်းစားဖြည်တယ်ဆရာတယောက်ဖြစ်သွားပြီဆိုရင်ဒီနောက်ပိုင်းမှာကျတော့ဒီလိုနယ်ဘယ်တစ်ခုမှရက်တည်ဖို့အတွက်အိုက်စားနဲ့ပြီးွားလာဆိုတော့မပြီးတော့ပိုကိုကလေးတွေကိုလည်းကိုရီလိုပဲပြီးပါတွေကိုသွားပြီးတော့ပြိုင်စီခြင်းနဲ့အဲ့လိုမျိုးပေါ့။ဟို ဟိုအဲ့လိုစူးစမ်းခဲ့တဲ့ free name ကလည်းဒီပြဥစ္စာမဟုတ်ဘူးအရင်တော့ပြည်တွင်းထဲမှာယူပွဲတွေထိုးတယ်ဥရောပွဲချိုးချင်းသီးစစ်ဆိုတော့အလဲတူအလဲကန်ဖူးပွန်တက်အဲ့ကြတော့ကစားတဲ့ခါမျိုးကြတော့ဘာတွေဖြစ်လာလဲဆိုတော့ပြည်တွင်းထဲမှာယူနိုင်နေရတဲ့ဥစ္စာယူ free name မရှိတော့ဘူးဟုတ်လို့ကိုလူမျိုးချင်းနိုင်နေရတယ်အဲ့တော့ဘာလို့ပြည်ပောက်ထွက်ပြီးကြတာအဲ့ပြည်ပောက်ဘို့သွားတဲ့အချိန်မှာအနည်းမဲ့ရှိသေးတယ်စကွနစ်ကြကြပဲရှိသေးတယ်ရားခဲ့တဲ့စုတွေကပြည်တွင်းကစုတွေဆိုရင်နည်းနည်းတော့မဟုတ်ဒီဝါခွင့်ပွဲဆိုဒီမမရပေါ့ ဘောကပွဲမှာကျတော့ဒီ1 to 10เนี่ยဝင်ဖို့အတွက်ကဟိုတက်ရောက်ပဲလူခဲ့တယ်အဲ့ဒီတပွဲအင်းရှင်ဂျပန်ဟိုလာနိုင်ခဲ့မှာဆိုဒီ1 to 10เนี่ยဝင်တယ်ဒီဒါပေမဲ့ဒီအရှင်းအောင်အချာစင်ဘူးမှာလှုပ်တဲ့ပွဲပေါ့အဲ့ပွဲမှာကတော့တတိယရခဲ့တယ် is you သူ့မင်းသူ့မှာမွေးနေတဲ့အချိန်မှာအောက်ဆန်းကွင်းထဲမှာဥပွဲထိုးနေတဲ့အချိန်ငယ်ငယ်လေးတည်းကဟိုကိုကကိုသားဆိုတော့ပါစီတယ် ါပေမဲ့သူ့အမေကိုတောင်းလို့မရဘူးသူ့အမေကလုံးဝကစားခွင့်မပေးဘူးအခုဒီအရွယ်ရောက်တယ်သူဒီ Seoul University ဘက်မှာအကြောင်းတက်တဲ့အချိန်တော့မှအဲ့အကြောင်းမှာသူ founder စားလို့ရင်းနဲ့ဒီခရာလေးစကစားတယ်အဲ့အရှင်းမှာတော့သူကစားတာဂျူဂျာဂျူဂျာပဲဒီဒီလိုပေါ့တရားဝင်စကစားတယ်ဒီခါးစည်းတွေကိုလာနေလာနေဖြည့်ခဲ့တဲ့ဥစ္စာတော့ဒီအကြောင်းအနေပြီးသူစားတာပေါ့ ဘာလို့လဲကိုကိုတိုင်ကဒီကစားနီးကိုယူသွတ်တယ်ယူသွတ်ခဲ့တယ်တကယ်လည်းဖြစ်ခဲ့တဲ့ခါမျိုးတော့ကိုကိုမှဒီတားရှိတဲ့ခါတားကိုလည်းကိုလိုမျိုးဖြစ်စေချင်တယ်ဒါပေမဲ့အခွင့်အရေးတခုရတယ်ဘာလဲဆိုတော့ဒီအမှုပညာအလုံးမှာသူကစားမဲ့ဒီ fighting ထိုးတဲ့အခန်းလေးပါတယ်အဲ့ဇာကြီးကြတော့သူကျွန်တော်ကိုမေးတယ်ဘဝရဲ့ဘလူးမျိုးလေးကနှာမလဲပေါ့နော်ဘလူးမျိုးလုံးရေပူကောင်းလဲအဲ့ဇာလည်းဒါမှမဟုတ်ကျွန်တော်ကဘာလို့ဆွဲပြန့်ဆွဲခေါ်ပါတယ်အဖေကပြန်မွေးပါထိုးစေချင်တာထိုးစေချင်ကိုလည်းတကယ်ကျရင်စိတ်ရှိရယ်အမေကကြတော့အော်ထီမီခိုင်းမိမှာပူတာတော့ဘာတော့အဲ့လိုမျိုးအခုဆောင်းဝဲပြေတော့မှဟာသူထီမီခိုင်းမိမှာပေါ့အဲ့သူလိုက်မကြည့် အပင်ကကြတော့လို့ပြောမယ်ဆိုရင်နောက်ွယ်မှာနေရများတယ်ဟုတ် support ပေးရ support ပေးငယ်လေးကလေးကသူများလေးထမင်းစားတာကိုလည်းထမင်းစားတာအဲ့တော့သူများလုံနေနေဆိုရင်ကိုလည်းလုံနိုင်ရမယ်သူကအငဲနဲ့ဟိုဒီလိုမျိုးခေါင်းနဲ့ရိုက်သွင်းနိုင်အရာညာလိုက်တယ်အဲအဲ့လိုမျိုးဟိုဆုံးမပေးထားလို့လည်းအဲ့လိုမျိုးကိုဒီဇိုင်းမမတ်လုတ်ဖြစ်သွားတယ်ဘယ်ရအောင်မဆိုကောင်းမှုလုတ်ဖြစ်သွားတယ်ပေးရတော့အဲ့လိုမျိုးဟိုအငဲန်းလိုက်ပြီးတော့ဟိုဒီဘယ်လိုပြောမလဲ အင်တာဗျူးတွေပါမှာပွဲတွေမှာဒါမပါလာပေမဲ့အမြင်နဲ့ဒီနောက်ွယ်ရနေကြလို့ရှင်တော့အဲဘာလို့လဲဘာဖြစ်တယ်ဖြစ်တယ်တော့ဒါပြောတော့အမင်းကတော့ဒါကတော့ဘေးကနေတောက်ချောက်ကိုလိုက်ပြီးတော့ဒါလိုက်လုပ်ပေးတာမျိုးပေါ့ကိုတာလင်းကြီးတောင်နေတယ်သူပညာရေးမှာဆိုနေထူးကျင်လိုက်အခုဆောင်ဝဲကိုသူဖြည့်တဲ့အချိန်ကျတော့ဆရာတယောက်ဖြစ်ဖို့အတွက်ကိုရောက်ခံနေပြီဆိုတော့ဘာပြောကိုတာလင်းကြီးတို့ကြောင့်ကိုအရန်ကုန်ကြပါတော့နော်ဘာလို့ကိုအရန်ယူတွေ့တယ်ကိုအရန်ချစ်တဲ့ဒီပညာရက်မှာသူလည်းဒီလိုမျိုး တနေရာကိုသူဟိုနေပြရည်ဆိုဘာလို့အရန်ဖြစ်စေခြင်းတဲ့ကိစ္စလေဘာလို့အရင်နေ့ကမှန်းလာတာအော်သူကတေးဥဆောင်တယောက်ဟိုကိုယ်လိုင်းနေတော့သူရောက်လာတော့မှမဟုတ်ဘူးဒီလိုမျိုးလည်းမဖြစ်လာတော့ဘူးပေါ့နော်ဘာလို့တချို့ဆရာဆရာကြီးမှာတားရရှိတယ်တားရဆိုရင်အခုဆရာဆင်းနေဖြေထားပြီးသွားပြီဟိုအဲ့ကလေးလေးကိုဆောင်းမွဲသွားဖြေပြီးတဲ့အချိန်မှာကိုတိရအော်ငါသားလေးများအဲ့လိုမျိုးပေါ့နော်ဆရာတယောက်အနေနဲ့ဖြေရင်ဘယ်တော့မှမဟုတ်နေဖြစ်လိမ့်မလဲပေါ့နော်အာအခုလဲကြတော့သူကိုယ်တိုင်ကလည်း ကစားနေတယ်ကစားပြီးတော့အခုပြန်ဖြီတော့မယ်ဆိုပြောလိုက်တဲ့အခါမှာဆိုအရန်ကိုပြီးပြီဖြစ်တာပေါ့နော်အဲ့ဒီမျိုးပါ